ုရဘာသာဖြစ်ရင်အ ਨੇ ဆုံးအဲ့ဒီကံကံရေးကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ကံကံရေးကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်မှရှေ့ကိုဆက်သွားလို့ရ။ကံကံရေးကျိုးငင်းပယ်လိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားဟောတဲ့ဆုံးမတရားတော်တွေနဲ့တွေးဖြီးသွားပြီသူက။နော်တွေးဖြီးသွားပြီ။ကဲစဉ်းစားကြည့်အောင်။ကံကံရေးကျိုးကိုလက်ခံသူနဲ့လက်မခံသူ။ ဒီနှစ်ယောက်ပဲကြည့်လက်ခံသူကဘလို့စဉ်းစားလက်မခံသူကဘလို့စဉ်းစားမလဲလက်မခံသူစဉ်းစားပုံလေးကိုကြည့်ကိုယ့်ဟာကိုယ်လည်းစဉ်းစားကြည့်ပေါ့ငါကံကံရေးကြိုးလက်မခံဘူးဆိုရင်ဘလို့လုံးလဲအေးကောင်းတာလုံးလဲကောင်းကျိုးမရပါဘူးမကောင်းတာလုံးလဲမကောင်းတဲ့ကျိုးမရပါဘူးဒါရီကအပူပဲကိုလို့ချင်တာလုံးမယ်ဆိုတဲ့လူတယောက်ဟာ ကိုလှုပ်ချင်တာလို့ဆိုကြတယ်ကောင်းတာလှုပ်ချင်တာနဲတယ်မကောင်းတာလှုပ်ချင်တာများအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင် အကောင်းဘက်သွားမလားအဆိုးဘက်သွားမလားအဆိုးဘက်သွားပါဘုရားအေးကံကံဤကျိုးလက်မခံဘူးဆိုကြတယ်အဆိုးဘက်ရောက်သွားတယ်လမ်းကြောင်းပေါ်ရောက်ဖို့မရှိတော့ဘူးသူကလက်မခံတော့ကောင်းတာလှုပ်ဖို့စဉ်းစားတော့အေးကံကံဤကျိုးယုံကြည်လက်ခံတဲ့ ကမ္မသက္ကတသမ္မာဒိဋ္ဌိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့စဉ်းစားတယ်မကောင်းတာလို့ရင်ဆင်းရဲဒုက္ခရလိမ့်မယ်ကောင်းတာလို့မှကောင်းကျိုးချမ်းသာရတယ်လို့ဘုရားကဟောထားတယ်အေးကောင်းကျိုးဆိုးပြစ်စွာရှိတယ်ငါကဆင်းရဲဒုက္ခကိုကြောက်တယ်ကောင်းကျိုးချမ်းသာရခြင်းနဲ့ဆိုဆင်းရဲဒုက္ခကိုရစေတတ်တဲ့အကုသိုလ်တွေကိုရှောင်ပြီးတော့ ချမ်းသာဒုက္ခကိုရရှိနိုင်တဲ့ကုသိုလ်ကောင်းမှုတွေလုံးမပဲဆိုပြီးဟောကောင်းတဲ့အလုပ်တွေလုံးမလာပဲဘုရားတော့ဘုရားဗဒဝင်သူတော်ရှင်นี่စဉ်းစားကြည့်ကုသိုလ်ကောင်းမှုတွေလုံးနေကြတာအ ਨੇ ဆုံးနောင်မွားချမ်းသာဖို့လူတွေပြောရရှိတယ်တို့မရှိလို့မလူမလူလို့မရှိဒီတန်တရားကထွက်နေမှာမဟုတ်ဘူးရှိတာလေတော့လှူမှပဲဆိုရအတွေးလေးတွေဝင်လာ ုသိုလ်ကောင်းမှုတော့လုံမှာပဲကုသိုလ်ကောင်းမှုမလုံရင်တန်တရားမှာလူဘဝနှိမ့်ချသွားလိမ့်မယ်ကုသိုလ်တော့လုံမှာပဲဒါယုံကြည်တာပဲလေအဲ့ဒါလို့ယုံကြည်လို့ကောင်းတဲ့အလုပ်တွေဟာလုံဖြစ်သွားတာအဲ့တော့ရလတ်အနေနဲ့ကြည့်မကောင်းဘူးလားလမ်းကြောင်းပွင့်သွားတယ်လို့ပြောတယ်